အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇိုက်ဆရာကျူးနေရေးသားထားတဲ့တဲညာကျိုးလို့အမည်ရတဲ့ဝတ္ထုလေးရဲ့စက်သိမ်းပိုင်းဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာအဖားကြီးကလည်းဆေးရုံမှာတနည်းနည်းတညာအတွင်းလူနာအဖြစ်ဈေးကူတာမှုလည်းခံယူဒေါက်တာဝင်းကျော်တို့ကျွေးမွေးသည်။အစားကောင်းအတောက်ကောင်းတွေကိုပပြင်းပြင်းစားတောက်ပြီးနောက်ဆေးရုံကဆင်းသောနေတွင် ကျုပ်မလာတော့ပါဘူးတော့မြေးလေးကိုအဝေးကပဲချစ်နေပါတော့မယ်ဟုမြေးကြီးကလေးတဆန်းဆန်းဖြင့်ပြောသွားခဲ့ပြန်၏မိတို့ဆိုသည်အဖကြီးမျက်နှာကို လာပေါင်းများစွာမမြင်တွေ့ရခြင်းအဖကြီးအတန်းကို မကြားမနာရခြင်းတို့ကဒေါက်တာဝင်းကျော်အတွက်ထူးမြတ်သောလက်လာပါပြီတည်တိုးတော့ဒေါက်တာဝင်းကျော်နှင့်ခင်လေးမြင့်တို့သည်ဒေါ်တိုင်းချုံသည်ဟူသောနတ်ဆိုးအန်ဒီယံမှကင်းဝေးခဲ့သည့်အချိန် နောင်လအနေငယ်ကြတော့အခါအန်ဒီရဲ့အစ်စ်ကိုညီတန်းပြုတ်လိုက်သူနဲ့တွေ့ကြုံဆုံရပြန်ပါတော့သည်တို့ရတွင်ဒုစင်ကမူသူတို့သည် အနာဂတ်တွင်သူတို့အားပူးကက်မှောင်ရမည်မကောင်းဆိုးဝါးကို ရောင်လို့မြပြီးမတွေးမိမခံမမ်းမိခဲ့ကြဒီလာရှင်ဘဝမှာလူဝဲလဲပြီးနောက်ဇာတိရရွာမိဘရထန်တို့လည်းမပြန်အဆက်အသွယ်လည်းမလုပ်ခဲ့ပဲဘယ်စီဘယ်ဝဲတို့ရောက်နေမှမသိခဲ့တော့ဒူးမာလီဒေါက်တာဝင်းကျော်ရှိရာဆေးရုံတို့ရောက်ရှိလာခဲ့ခြင်းဖြစ်၏ ။ဒူမာနှင့်အတူ နေစီလာစီကိုဝင်နှင့်လင်းယောက်ချားဆိုသူလူရွယ်တူလဲပါလာ၏။နောက်ပိုင်းကျမှသိရသည်မှာဒူလူရွယ်သည်အုတ်ကာဤဖခင်အရင်ဟူ၍ဖြစ်၏။ဒူမာဒီလာရှင်ဘဝမှာထွက်ခွာခဲ့ပြီးနောက်ခင်ပွန်ဟောင်းနှင့်ပြန်လည်တွေ့ဆုံပေါင်းဖက်ဖြစ်ကြသည်ဟုဆို၏။သူတို့သည် ယခုအခါတကိုးမျိုး၌နေထိုင်၍ဂျုံရကြပန်ပြန်ကြစေသည့်အဖြစ်အတံမွေးဝမ်းကြောင်းနေကြသည်ဆို၏။ ်ဒေါက်တာဝင်းကျော်ကတော့ဒူးမာကိုတွေ့သည့်နှင့်ဒူးမာကမိမိကလေးကိုလမ်းပြေလာကြည့်ခြင်းများလားဟုမန်းဆာတွေ့ကြည့်မိသည်မဟုတ်ပါဒူးမာကသူမကိုယ်တိုင်ကိုလာလွေ၍ဆဲလာမွေးခဲ့သည့်ဒါကလေးနှင့်ဆက်လင်း၍ကလေးနေကောင်းလားချာဟုသောမိကုံမှအပါတခြားဘာမှမမေးခဲ့ပါဖေလို့သူကလေမုံတေတေနှင့်အယုတ်ကြီးလိုပါဇက်ပိတ်ထိုင်ုံသာထိုင်နေခဲ့၏ ဆရာကျမဗိုက်တင်ကကလေးကိုဆရာနဲ့မွေးခြင်းလို့ဆရာစီမှာဖိုက်လာအပ်တာပါကလေးမွေးပြီးမှကျမပကိုးပြန်မယ်ဒူမာတို့ကတော့လုံရောမယ်။တကူကတော့ဒီကိုတကူတကားနဲ့လာပြီးကလေးမွေးရတယ်လို့ဟာ။တကူစေယုံကတိုင်းစေယုံကြီးဟာဆရာဝန်ဆရာမစေဝါအကုန်အပြည့်စုံအရှံပေရှိတယ်။ငါတို့စေယုံတဲ့အပုံကြီးတာတယ်။နင်းတို့မို့လို့စိတ်ကူးရတယ်။ဆရာနဲ့မွေးခြင်းလို့ပါဆရာ။တို့အိယာမနမင်းကြီးနဲ့ယုံကြည်အားထားသည့်မျက်လုံးမျိုးတွေကိုဒူမာထံမှတွေ့မြင်ရ၏။ သူမယောက်ျားမောင်မုံတေကလည်းဒေါက်တာဝင်းကျော်ကိုအတနာခံတယ်လို့ညနာညိုညိုနေမော်ကြည့်လာ၏ကလေးမွေးတာကငါအလုပ်မဟုတ်ဘူးသူမတာဖဆရာမတွေရဲ့အလုပ်သူတို့မအားလဲမှငါကိုယ်တိုင်မွေးရတယ်ဆေးရုံကြီးမှမမွေးပဲဆေးရုံပစ္စည်းကွေးမှလာမွေးရတယ်လို့ဟာဒေါက်တာဝင်းကျော်ကလှုပ်တင်လှုပ်ထိုက်တော့အလုပ်ကိုလမ်းမှန်ကမ်းမှန်မြစ်တာစည်ရနာဖြင့်ညွန်ကြားနေခဲ့ခြင်းဖြစ်၏ ။ဒူမာတို့ကမူဒေါက်တာဝင်းကျော်မှဝင်းမပေးလျင်ဒီကဘာမှာတားဖွားဖို့နေရာမရှိတော့သည့်တပွဲစွတ်တရုတ်ခွင့်ပန်နေကြ၏။ထို့ပြင်အရေးကြီးဆုံးအချက်မှာဒူမာတို့မိဖွားစီရဲ့လုံလုံလောက်လောက်မရှိခြင်းဖြစ်သည်။ဒေါက်တာဝင်းကျော်တက်မချယုံမအပါတခြားဘာများလုံးနိုင်ပါမည်နိအဖာကြီးကငါတို့ကိုအေးဓမြတိုက်ပြီးမှဒူးမာကငွေညစ်ပြန်ပြီပေါ့ ။စေယုံသူရောက်လာကြသည့်နေ့တွင်ဒူမာဤခင်ပေါ်ဥက္ကာဤဖခင်မောင်ထင်းမြင့်ဆိုသူကိုနောက်ပိုင်းတွင်လုံးရောက်လုံးဝမတွေ့ရတော့ပေ။မွေးချိန်ဤ၍ဒူမာစေယုံလာတဲ့ချိန်၌လေထိုတကောင်သားကိုအရေးရောက်မြပင်တွေ့မြင်ခွင့်မရပေ။တူမနှစ်ယောက်ကြာမတွေ့ပါလားဟုဒေါက်တာဝင်းကျော်ကမေးတော့ကတူမကနာကြီးမုံနီသူတယောက်အကြောင်းပြောတယ်လို့မျက်နှာထားဖြင့်တင်းဘဲတေရွာထွက်သွားလည်းမသိပါဘူးဆရာကြီးဘကုတ်ကိုအပြစ် ပြန်သွားပြီလားမပြောတတ်ဘူးဟုမဖြေရှင်းဖြေရှင်းဖြေသည်ဒေါက်တာဝင်းကျော်တွေ့ကြုံဘူးသည်မအစင်မပြေဆုံးအိမ်တော်ကြီးများတဲ့တွင်တော့ဒူးမာတို့ဇုံတွဲအိမ်တော်ကြီးမှာကိုယ်ယူကာရအနိုင်ဆုံးဖြစ်နေ၏ဒူးမာသည်တမီမင်းကလေးတယောက်ကိုအခက်ခဲအထင်ကောမရှိမွေးထုတ်နိုင်ခဲ့၏မိခင်ကောကလေးပါအန်အောလောက်စရာကောင်းလောက်အောင်ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်းရှိကြ၏တို့ရတွင်ဒူးမာမိဘတစ်ခိုက်အုတ်ကာမိဘအစဉ်ကလိုပင်မိသည့်ဆွေမျိုးသားချင်း ။မွေးချင်းမောင်နှမကအမတူမာနီတို့မလာခဲ့ကြ။တူမာဤတီဟောင်းကျွမ်းဟောင်းတွေလည်းတဦးတယောက်များမိနေတဲ့င်လာမမေ့ခဲ့ကြ။ဤเจ้าကလည်းစာဖွဲ့ကြမလို့ဒေါက်တာဝင်းကျော်တယောက်လုံးရှိနေ၍ဒူးမာလိုအပ်သည်မှဆေးရုံပေါ်မှာပြည်စုံနေသည်ခင်းလင်းမြင့်ကလည်းဒူးမာကိုညီမအရင်မိဖွားသူသဘောထားဂရုစိုက်ခဲ့သည်ဒီလိုအချိန်မှာမထင်မှတ်သည့်ပြဿနာပုံကထခွေခဲ့ခြင်းဖြစ်ပေသည် တားလေးကိုမွေးထားတယ်လို့ဒီသမီးကလေးကိုလည်းဆရာတို့ပဲမွေးစားပါအောင်ဆရာကြီးကျမကျမဒီကလေးကိုလည်းလူဖြစ်အောင်ကြွေးမွေးစောင့်ရှောက်နိုင်မှာမဟုတ်ပါဘူးဆရာတို့မမွေးဘူးဆိုရင်တော့ကျမမွေးချင်တဲ့လူကိုပေးပြီးဟေ့နေအောင်မဲမင်းကြီးမနှစ်ယောက်ကြာခြေကောင်းလက်ကောင်းကြားကိုသီးစားလို့မကုန်တဲ့ကိုလုံးနဲ့ပုပ်ကိုကြီးကိုဘဲသွားထားမလဲပြောစမ်းပါအောင်ဒူမာဒီအတန်မထွက်စီပဲကျေးရွကျေးရွရှိုင်းနေစဉ်ညည်ရီဘူးတွေကရင်ခွင်နဲ့ခြေအနီးတို့ထဲမှာကလေးပေါက်စနေတာရေးကလေးပေါ်သို့တပောက်ပေါက်ကျနေသည် ဒေါက်တာဝင်းကျော်မှလည်းဦးကောင်းချာရပတ်လေအောင်စိတ်ရှုပ်မှုန်ထူနေတော့သည်သူနဲ့ကျမဟာကွဲနေတာပါဒီကလေးမွေးတဲ့အခါကလေးအဖေဖို့နိုင်အောင်ဆရာတို့လည်းမြင်ရအောင်ရုပ်ပြတက်တက်တောင်းပန်ပြီးခေါ်ခဲ့ရတာပါသူနဲ့ကျမဘကူတရားရုံမှာအတိအလင်းခွာချင်းခဲ့ပြီးပါပြီဒီကလေးကသူနဲ့ရတာဖြစ်ပေမဲ့ပထမကလေးတုန်းကလို့သူနဲ့ဘာမှမဆိုင်တော့ပါဘူးဆရာဒေါက်တာဝင်းကျော်သည်ဒူးမာနင်းကလေးငယ်ကိုကြည့်လို့သူ၏စိတ်အာရုံတွင် ထီးဆုပ်ကြီးချိုင်းချညံ့ထားသည့်ပေဆုပ်ဆုပ်အဖွားကြီးကိုသာမြင်ရောက်နေမိသည်နေမမွေးချင်ရင်လည်းနေအမေတွေနှင့်အကိုတွေပြေးမွေးလိုက်ပါလားတူမရဲ့နေမအမျိုးတွေတလေကြီးပဲဟာတူမသည်မျက်ရည်တုပ်လိုက်၏ညုံနန်းသောမျက်နှာ၌အမျက်မှန်ရိပ်ကလျက်လက်တလို့ထင်ဟပ်သွားသည်အန်တစ်ချက်ကြိတ်လိုက်သည်သူတို့အတိုင်းဝိုင်းနဲ့မပတ်သက်ချင်လို့ပထမကလေးတုန်းကလည်းဆရာတို့ကိုပြေးခဲ့တာပါဆရာသူတို့တွေနဲ့ဆယ်သက်ဆယ်ကဘာရေဆက်မဆုံမရကြနေလို့ဆုတောင်းပါတယ်ဟဲ့ မွေးမာတာမိခင်ကိုတော့မစော်ကားနဲ့လေကျေးဇူးမကန်းနဲ့ဒေါ်တိုင်းချုံကနင့်ပေါ်ဖေလောက်ဆူဆူအမေကအမေပဲအမေကိုပြမားရင်နင့်အဝေးစီဂျိုးကတ်သွားမယ်မှအိုး तू ကအမေမမဟုတ်ပဲဆရာရဲ့ तू ကအမေရင်းမမဟုတ်တာ तू ကအတော်ကျမအမေရင်းရဲ့ညီမကျမကိုမွေးပြီးမိရင်းနဲ့အမေတွေးတက်ပြီးတည်သွားလို့ तू ကကောက်မွေးစားထားလိုက်တာကျမကတုံးရက်တမီးမှာအမေတည်သွားတာတဲ့ဟေးဒါဆို तू လဲမွေးမထုတ်တာကလွဲလို့အမေအရင်နဲ့ဘာထိုးတယ်လဲဒေါ်တိုင်းချုံကိုလည်းနင့် အမိအရင်အချလိုနှလုံးသွင်းရမယ်တူမပြီးတော့သူကတစိမ့်မဟုတ်ဘူးနင့်တော်တော်တယ်နင်းတို့သွေးချင်းသားချင်းတွေအခုလိုပြတ်တောက်တောက်သဘောမထားရဘူးဆရာမသိပါဘူးလေအမေကကျမအပေါ်သူ့သားတွေရဲ့မယားသူ့ချွေးမတွေလောက်တောင်ကောင်းခဲ့တာမဟုတ်ဘူးကျမသမီးလေးသာသူတို့အုပ်စုလက်ထက်ရောက်ကြည့်တဆိုးရှည်မှမဟုတ်ဘူးတဆိုးရှည်လေအားလုံးကအနိုင်ချင်းအနှိမ့်ဆက်ခံကျုံတပေါက်မှလေးပဲဖြစ်လာမှကျင်းတယ်ပဲ ရင်းတို့စိတ်နှလုံးနှောက်ကြည့်ရှုပ်ထွေးနေခြင်းမှာပင်ဒေါက်တာဝင်းကျော်သည်ဒူးမာ၏ရင်ငွေထဲမှမွေးကစားမိန်းကလေးကိုကြည့်ရင်းခင်လေးမြင့်မွေးဖွားလိုက်တော့သူ၏တမင်းငယ်အဖြစ်မြင်ရောက်ကြည့်ရင်ခံစားမိလာ၏တဖေတမေတမေတဲကမွေးရတော့ဥက္ကနဲ့ရုပ်ချင်းကခတ်ဆင်စင်ရဲ့ကြီးပြင်းလာရင်လေသွေးရင်သားရင်စိတ်တက်ကအလိုလိုပောက်ဖွားလာပြီး မောင်နှမချစ်ချစ်ခင်ခင်ရှိကြမှာပဲဒေါက်တာဝင်းကျော်သည်ဘာစကားအမြမဆိုနိုင်ပေမွေးကင်းစကလေးကသာငေးဆိုင်ကြည့်နေသည် ထိုစဉ်နီနီထွေထွေတက်ပေါက်စကလေးနှင့်တူသောကလေးငယ်သည်ရုတ်တရက်ချူချူပေါက်ချလိုက်လို့လားအီးပါလို့လားမသိဧကနေထအော်လိုက်၏ထိုသူကလေးငယ်ကအတန်ပြုတ်လိုက်ခြင်းမှာသူ၏စိတ်အာရုံတွေတွင်မူကျမကိုကယ်တင်မွေးစားတော်မူပါဟုအတနာခံကြွေးကြော်လိုက်သည့်တဖွဲကြားယောင်ခံစားလိုက်မိ၏ကလေးကတဲ့အဲ့ငိုပြန်၏သူမကအင်းကြီးကိုလမ်းအပ်ပြီးနှုတ်မတိုက်မိအထိကလေးကအတန်ဆူဆူကလေးဖြင့်တဝဲဝဲအော်နေသည် ဒေါက်တာဝင်းကျော်မှာအသက်ပြင်းပြင်းရှူလေးရဲ့တာဝေးပြေးလာခဲ့ရသူလိုရွှေတတိတိကြကမောဟိုက်နေမိသည်ရုတ်တရက်ဖြစ်တည်သွားခဲ့သော သူ၏ဆုံးဖြတ်ချက်နောက်ွယ်တွင် သူမောပန်းနွမ်းလျာကြံရစ်ခဲ့ခြင်းချစ်ကောင်းဖြစ်မည်။အော်တမီးကလေးတမီးကလေးတူရကီလရတကောင်သည်ကောင်းငွေနှင့်ပြန်တန်းနေရင်ဆန်းပိုင်းကွာမြေပြင်ပေါ်ရှိအတေကောင်း၏အပုံနှံ့ကိုခံနိုင်စွမ်းရှိသည်ဟုဆိုကြသည်။ ဒေါ်တိုင်းချုံကသုံးမိုင်กว่าမှတရင်တစ်ခုကို나이ပိုင်းအတွင်ကြားသိနိုင်စွမ်းရှိပုံရ၏ယူပါကလေးကိုဆေးရုံမှအိမ်သို့ခေါ်ဆောင်ခဲ့ပြီးနောက်တနေ့မှပင်ဒေါ်တိုင်းချုံကြီးသည်ကြီးစုံကြီးချိုင်းကြားညက်လျက်မင်းခမ်းမင်းနာတစ်ခုသို့ကြွရှိလာတော့ဂုံတီရှိမင်းစိုးရာဇာကြီးတစ်ပါးဤတည်ကြည်သောမျက်နှာထားဖြင့်ဒေါက်တာဝင်းကျော်နေအိမ်သို့ရောက်ရှိလာကအိမ်ထဲသို့ပိုင်ဆိုးပိုင်နေဝင်ချလာ၏ဖဲမလေးကျုံကြီးကလေးဟမ်ကျုပ်ကြည့်ခြင်းလို့ ဒေါက်တာဝင်းကျော်ကိုခင်လေးမြေမှာပြိုင်သူမဲ့ပြုံပြုံးမိကြ၏အဖာကြီးတနေ့နေ့မှာရောက်ရှိလာမှာကိုသူတို့ကမျောလင့်ပြီးသားလေးဖြစ်ကြ၏အဖာကြီးကိုနီးပရိရဲ့ပြောင်း၍ဆန့်ကျင်တိုက်ခတ်ရင်လေဆုံးဖြတ်ပြီးသားဖြစ်ကြ၏ကလေးအိမ်နေတဲ့တော်ကြီးကလေးတို့ရင်လေတော်ကြီးကြည့်လို့ရမှာမဟုတ်ဘူးခင်ဗျာဘာဘာဖြစ်လို့ကြည့်လို့မရရမှာလဲဒေါက်တာရဲ့ကျုပ်မေးပဲကျုပ်ကြည့်ခွင့်ရှိတာပေါ့တူမာကနောက်မွေးတဲ့သမီးကလေးကိုလေဒေါက်တာတို့ကိုပေးလိုက်တဲ့တဲ့ရင်ကြလို့ကျုပ်လာခဲ့တာတော်ကြီး ကြည့်လို့မရဘူးခင်ဗျာကြည့်ချိန်မရှိဘူးဒေါ်ကြီးအခုပဲရဲစခင်းသွားရတော့မှာအဖာကြီးဒီကိုခန္ဓာပေါ်မှာမိဘမိမုံတွေကြားရောက်ချင်းခံရတဲ့ကဲ့သို့ဖြက်ဖြက်လူသွား၏ကျိုင်းကြမဒီစုပ်ကြီးကိုလည်းညာလက်ဖြင့်လက်နဲ့တစ်ခုပဲမှာဆုပ်ကင်ထား၏ဘာရဲကျုပ်ရဲစခင်းသွားရမယ်ဟုတ်လားဘာကိစ္စကျုပ်ကရဲစခင်းသွားရမှာလဲနမိတ်မရှိနမမရှိတော့ထိုချိန်တွင်ခင်လေးမြင့်ကယုံဝစ်စုံအပေါ်ကုန်းအင်းကြီးအနှက်ကိုဝစ်ဆင်ခဲ့ပြီးဖြစ်၏။နေနထားကလည်းတရားစီရင်တော်မြေတရားသူကြီးလိုတည်ကြည်ငြိမ်သက်နေသည်။ မနေ့တုန်းကဒီအချိန်ဆေးရုံဆင်းကန်ဒီမှာကျမတို့ကိုဗာပြောသွားတယ်လေကျမတို့အိမ်ကိုမလာတော့ပါဘူးလို့ဂတိပေးသွားတယ်မဟုတ်လားအခုအတော်ဂတိဖောက်ဖြစ်တယ်အတော်ဂတိပေးသွားတဲ့ဂတိကိုဖောက်ဖြစ်တဲ့အတွက်ကျမတို့ကလည်းမတက်ညာနိုင်တော့ဘူးအတော်ကိုပိုင်တဲ့ကျိုးလုံမှုနဲ့ရဲစခန်းမှာအမှုဖွင့်တော့မယ်အတော်ကိုဖမ်းချုပ်တော့ဖမ်းချုပ်မှာတော့မဟုတ်ဘူးဒါပေမဲ့အာမခံလွတ်ထားပြီးတရားရုံးမှာအမှုရင်ဆိုင်ရလိမ့်မယ်ရှေ့နေကောငားနိုင်ရဲ့လားအဘွားကြီးကခင်လေးမြင့်ကိုထူးဆန်းသည့်တံတဝါတံခါးကိုတင့်မြင်ရသည့်အလားမမိတ်မတုံကြည့်နေ၏ ွက်လုံမကြီးကကျုပ်ကိုထောင်ချတော့မလို့လားဟမ်အတော်တန်ငွေမဆောင်နိုင်ရင်တော့ထောင်သုံးလာကြမှာပဲဟုခင်လေးမြင့်ကအေးဆက်ဆက်မှကြော်ကြော်ပြန်ပြောလိုက်သည်အဖားကြီးငိုမယောင်ရှုံ့မဲ့မဲ့ဖြစ်လာသည်ကျုပ်မျိုးကိုကျုပ်လာကြည့်တာနဲ့ပဲကျုပ်ထောင်ချရတယ်ဟုတ်လားလူချလို့မှကောင်းကြသေးရဲ့လားအရာကတို့ရဲ့ပြပြောဆိုသူအဖားကြီးဒီရင်ဘတ်စီတီငိုကြီးချက်မှဖြစ်နေပြန်သည်ထိုခိုက်ခင်လေးမြင့်စီစဉ်လိုက်သည့်အတိုင်းအိမ်ပေါ်မှလီတန်းရင်မကလမ်းလူကြီး ်ဘူးကျော်ထွားကိုတွားရောက်ခေါ်ဆောင်လာခဲ့၏ဘူးကျော်ထွားမှာနာမည်နဲ့လိုက်အောင်အရက်၆ဘီခန့်ထွားကြိုင်မြင်ပါပြီးမျက်နှာပေါက်ကခွေးပလူးလိုကြောက်ဖွယ်ကောင်းသည်လမ်းလူကြီးဆိုရပါတော့လေအုတ်ချုပ်စီမံမှုဘက်မှမဟုတ်တာရေးနာရေးကိစ္စများတွင်ကာလသားတွေကိုကြီးကြပ်ရသူဘုံကြီးကြောင့်ထွက်ပေါ်တွတ်တူလူကြီးသာဖြစ်၏ ကဲဦးကျော်ထွားကြီးရဲစခန်းကိုခေါ်သွားရတော့မှာကတော့ဒီအဖာကြီးပဲဟုခင်လေးမြင့်ကတော်တိုင်းချုံကိုလညိုထိုးပြခြင်းတွင်အဖာကြီးသည်မျက်ရည်ကြားကနေဦးကျော်ထွားကိုအလန့်တကြားကြည့်လိုက်သည်အောင်မယ်လက်စာတတ်တော်ခိုးတကားဒီခြံထဲကိုနောက်ဖေးဘောက်ကတိုးဝင်ပြီးဒီအိမ်ကအမျိုးသမီးလေးကိုထီးနဲ့ရိုက်တဲ့အဖာကြီးကိုခုတခါပိုင်နဲ့ကျုလို့မြန်ပြီးဆိုတော့ထောင်ချဖို့ကတော့တန်းနေပြီရုပ်ကြီးပင်တော်တိုင်းချုံသည်ဦးကျော်ထွား၏ခြေရင်း၌ပစစ်ဒူးထုတ်တိုက်၍ဒူးတုတ်ထိုင်၍ လက်ဥချလိုက်၏ကျမပိုင်နဲ့မကျူးလွန်ရပါဘူးတကြည်မင်းရဲ့ကျမမြေးလေးတွေကိုအလွမ်းပြေလာကြည့်တာပါအခုသူတို့ကကျမတမီတူမာကမွေးထားတဲ့ကလေးနှစ်ယောက်စလုံးကိုမွေးစားထားတယ်လေခြေထဲမှာပန်းရောင်းတဲ့တူမာကိုတကြည်မင်းသိတယ်မဟုတ်လားဦးကျော်ထွားမှာရေကျင်စိတ်ကိုအတင်းကျပ်ချုပ်တီးထားပုံရပေ၏သူကစကားပြောလိုက်လျင်ရဲမိပြုံးမိမှာဆို၍နှကန်းတွေကိုအတင်းစေထား၏ကဲဒေါ်တိုင်းချုံထထရေစကန်းသွားရအောင် ်ဒေါ်တိုင်းချုံသည်ဥကျော်ထွားပဲမျက်နှာမူထားရမှတမန်တလင်းကျမ်းမြေမော်တွင်ကိုခန္ဓာအောက်ပေါင်းအောက်ပိုင်းကိုခြားခြားလေး၍ခင်လေးမြင့်ဘက်သို့လှုပ်ချီနေပြန်သည်ရဲစခန်းတော့မပုတ်ပါနဲ့ဝိတ်လုံးမကြီးရဲ့တူမနောက်မွေးတဲ့ကလေးကိုကြည့်ရုံနဲ့ကြည့်ပြီးကျုပ်ရွာကိုပြန်ပါမယ်နောက်ကိုလည်းမလာတော့ပါဘူးကျုပ်ခရီးပြုပါရဲ့တော့ဒီတစ်ခါကျုပ်ခရီးမဖြစ်ပါဘူးဖခင်ပြေပြေချမ်းပြေပြေပါတော့ ငိုကြွေးတော်လေအဖာကြီးမျိုးလုံးနေစီကနေဝဲချောက်ပိန်ချိုင်းနေမချောင်းတစ်ဖက်စီတို့ညည်ရီတလဲဟောယူဆင်းနေကြ၏အဖာကြီးအားငယ်လာသောမျက်နှာကလေးတွင်ကြောက်ရွံ့ထိတ်လန့်ခြင်းကိုဒေါက်တာဝင်းချော်တို့ပထမဆုံးအချိန်တွေ့မြင်ခွင့်ရခဲ့ခြင်းဖြစ်သည်စာရေးသူ၏ကြားပြတ်စကား ကျွန်တော်ရေးသားခဲ့သောအထက်ပါဝိထုဇလန်းနှင့်ဇက်ကောင်တို့၏ဇရိုက်ဖွံ့ဖြိုးမှုအဆင့်အတန်းသည်မြန်မာလူမှုအဖွဲ့အစည်းတွင်ဖြစ်နိုင်ခြင်းနည်းလွန်းလာသည်ဟုစာဖတ်သူတို့ကထင်မြင်သုံးသပ်ဖြစ်ကြပါလိမ့်မည်။ကျွန်တော်ကဤဇလန်းသည်ဖြစ်ရမှန်းဟုစာဖတ်သူတို့ကယုံကြည်လက်ခံလိမ့်မည်ဟုကျွန်တော်မထင်ပါ။ကျွန်တော်ကလည်းဖြစ်ရမှန်းဟုစာဖတ်သူတွေမယုံကြည်စေလိုပါ။ လုံကြီးစင်ရန်ကျွန်တော်ကစာပေရေးဖွဲမှုအတက်ကိုအတုံးချ၍ကျူပန်းအားထုတ်မှုမပြုခဲ့ပါစာဖတ်သူကဤဝိတ္ထုကိုဖတ်ပြီးလျင်ဒါဝိတ္ထုပဲဟုဝိတ္ထုစာပေနေရာစီးပေါင်မှအခြားနေရာအခြားစီးအခြားပေါင်များလေသို့ဆွဲမသွင်းသွားလျင်ကျွန်တော်စိတ်ကျဉ်တတ်မှုရနိုင်ပြီဟုဆိုရပါမည်မိမိတို့နေအိမ်တို့ဒေါ်တိုင်းချုံမလာအောင်ဟန်တားသည့်နီးများလေးတွင်တရားဥပဒေဖြင့်ချိန်ချမှုသည်လည်းအရာမထင်မှန်းမကြားခင်ပါပင်ဒေါက်တာဝင်းကျော်တို့နားလည်ခဲ့ကြ၏ထိုနေ့ကအဖွားကြီးသည်အငုံငုံအယိုယိုနှင့်မ ေပြန်လေထွက်ခွာသွားရှာ၏ယခင်ကလိုပင်ဒေါက်တာဝင်းကျော်တို့ကစက်ကြီးမရှိမြင့်မထောက်ပံ့ခဲ့တော့အဖကြီးကိုရေအေးအေးတစ်ခွက်ပင်မတိုက်ခဲ့ကြစေတနာကန်းသွား၍ကမဟုတ်ပါပြည့်မြည့်ပြည့်လျင်အပြတ်ဆုံးအရှင်းဆုံးဖြစ်အောင်စင်းစင်းကာကာဆက်ဆံလိုက်ခြင်းသာဖြစ်၏ ီးပွားကြီးသည်အနူရွေအယူနံမဟုတ်တော့လေသူတို့အိမ်၌ဝင်ထွက်ဆက်ဆံရန်လုံးဝမအပ်စက်သည့်အစိုးမရနိုင်တော့မလိုလားဝေပုံကိုဖြစ်သူတို့ကတတ်မှတ်ဆွန့်ပစ်ထားလိုခြင်းသာဖြစ်၏အထူးသဖြင့်ကြီးပြင်းလာမည့်ဥက္ကာနှင့်ယူပါတို့သည်မိမိတို့တွင် ဤကဲ့သို့ဖွားအိမ်မျိုးရှိခဲ့ကြောင်းမသိရှိရန်ဒေါက်တာဝင်းကျော်တို့ဇနီးမောင်နှင့်အလိုအရှိဆုံးတောင်းထမိခဲ့ကြပါသည်။ယူပါကလေးဆဲလာသမီးအွေမှာတော့ဒေါ်တိုင်းချုံသည်အလစ်မှာအငိုက်ဖမ်း၍တိုက်ခိုက်လာသည်နှင့်ရောက်ရှိလာခဲ့ပြန်၏။ထိုနေ့ကအိမ်တွင်ဒေါက်တာဝင်းကျော်မရှိခဲ့ပါ အဖွားကြီးကသူ့အကျင့်ဝတိအတိုင်းကြည်ယုံကလေးကြည့်ပြစေဟုမြေရေကန်ထိုး၏ခင်းလေးမြင့်ကအိမ်ပေါ်တန်းရင်မကိုကလေးချီယူလာစေပြီးအဖွားကြီးမျက်လုံးနှင့်လေးပေအကွာခန့်မှပြသစေ၏အဖွားကြီးကရှေ့တိုးလိုက်တန်းရင်မကနောက်ဆုတ်လိုက်နှင့်၅မိနစ်ခန့်ကြာသွားခဲ့၏ကဲတော်တော့ပြီးတန်းရင်မသမီးကိုအပေါ်ထက်ပြန်ခေါ်သွားတော့အတော်လဲဆန္ဒပြပြီးနောက်လုံးဝမလာပါဘူးလို့ဂတိပေးပါကဲဂတိပေးမှလာတော့တိုင်းချုံပြေးပါလေတော့ပြေးပါလေ ်ခရီးဖြည့်ပြီးဒေတန်ချကန်စတန်းဆိုလျင်အဖွားကြီးအကျိန်တထာစင်လောက်ကျိုးစင်တက်ခဲ့ရပြီးပြီဖြစ်သည်ယခုတော့အဖွားကြီးခရီးဖြည့်ခြင်းကိုလေဒေါက်တာဝင်းကျော်တို့ကခါရင်းလိုလေးနဲ့မထားတော့ပါနောက်တလကြာလျင်ခင်းလေးမြင့်ကယာတုတဲပြီးမြမနိုင်ငံမြောက်ပိုင်းကြကြမြို့ကြီးတစ်မြို့တို့ပြောင်းရွှေ့ရမည်ဖြစ်တယ်လို့ဒေါက်တာဝင်းကျော်ကလည်းရန်ကုန်တို့ဘွဲလုံတင်တဲ့တခုသွားတက်ရမည်ဖြစ်သည်ကလေးနှစ်ယောက်စလုံးကိုခင်လေးမြင့်ကအိမ်ပေါ်တန်းရင်မနဲ့အတူသူပြောင်းရွှေ့ရမျိုးတို့ခေါ်သွားလိမ့်မည် သူတို့ဤနေအိမ်၌ဆေးရုံမှဆေးရုံဝင်တဲ့မိသားစုကိုအိမ်ဆောင်ဖြစ်နေစေမည်။ကဲတော့တိုင်းချုံလာခြင်းတလောက်လာပါစေ။ခလေးတွေကိုတွေ့ရတော့မှာမဟုတ်။ခင်လေးမင်းနဲ့ကလေးနှစ်ယောက်တို့မပြောင်းချွေမီအဖားကြီးကနှစ်ကြိမ်တည်းတည်းခြံဝမှာရစ်တီရစ်တီလာလို့ဤ။ခြံကတော့ခတ်ထား၍ခြံထဲသို့မူရှေချခွင့်မရ။ဒုက္ခဆေးရုံသို့လိုက်၍လာဤ။ဒေါက်တာဝင်းကျော်ရန်ကုန်ကိုတနေ့တင်တဲ့သွားတက်တယ်ဟူသောသတင်းကိုကြားကအဖွားကြီးနောက်လေဆုတ်ခွာဟန်ပြူ၏ အဖာကြီးကစေယုံဝန်ထမ်းတို့ဤစကားကိုအချမချယုံကြည်ပုံမရဒေါက်တာဝင်းကျော်သည်စေယုံတွင်တနေရမှာသူ့ကိုမတွေ့လို့ရေးပုံရှောင်နေသည်ဟုတန်ရဝင်၏နောက်တစ်ချိန်တွင်မူအဖာကြီးသည်စေယုံဆရာဝန်ကြီးရုံးခန်းထဲသို့တန်းဝင်သွားတော့၏စေယုံအုပ်ကြီးမှာဤစေယုံတို့ပြောင်းရွှေ့ရောက်ရှိလာသည်မှာရပိုင်းမြသာရှိသေး၏စေယုံ၏စည်းကမ်းပိုင်းဆိုင်ရာတွင်မှာပြောင်းလဲပြုပြင်မှုအချိန်ယူနေတော့ဖြစ်၏ အဖာကြီးကိုတွေ့တော့ဤစေယုံသည်အလူခံများကိုစေယုံအုပ်ယုံခံနေအတီဝင်ဝင်းပြူသောစေယုံမာတကားဟုစိတ်ပြည့်စွာဟီးချမိ၏ဆရာဝန်ကြီးကဒီစေယုံမှာအကြီးဆုံးအကြီးဆုံးကြီးပဲနော်ဟုအဖကြီးကပဋိတန်လာရပြု၏ဟုတ်ဟုတ်အလူကံဆိုရင်ကတော့ပါသေးရဲ့အဖွားဟုစေယုံအုပ်ကြီးကအဖကြီး၏ကိုမှချွေးနံအဖအိုနဲ့တွေကိုအော်ဂလီဆန်မီရင်ပြပြတလေးလက်ကပြသည် ်အဖကြီးကအလူခန်းဟုအထင်မြင်သေးခံရ၍ဆွေ့ဆွေ့ကုန်မြဒေါပွားလိုက်သေးသည်ထီးဆုပ်ကြီးကိုဆရာဝန်ကြီးရှေ့မှစပွဲပေါ်သို့ပစ်ချပြီးစပွဲပေါ်မှာခါကင်ထားလိုက်၏ဆရာဝန်ကြီးမှာကမန်းကလေးမျက်နှာကိုပဝါဖူဖြင့်ပဝါဖြူဖြင့်အုပ်ထားမိ၏သူသည်အမွေးကြိုင်တန့်ပြန့်အလုံးနှစ်သက်ဆွဲလန်းပြီသူတကားကျုပ်တောင်းစားတဲ့မိမမဟုတ်ဘူးတော့ဒီစေးယုံကဒေါက်တာဝင်းကျော်ကိုလာတွေ့တာကိုရောချောကပုံနေတယ်လေသူကကျုပ်မြေးနှစ်ယောက်သလုံးကိုမွေးစားထားလေသူ ကျုပ်လာရင်ကျုပ်ကိုကြောနေကြအခုသူပုံနေတယ်ဆရာဝန်ကြီးအနေနဲ့သူ့ကိုအခုထုတ်ပေးပါကျုပ်နာမည်တိုင်းချုံနဲ့ချောင်းသုံးကတရွာလုံးကလေးကအစယူဟာဦးချောင်းဆရာတော်ကြီးအဆုံးအကောင်လုံးသိကြပါလေဆရာဝန်ကြီးမှာငယ်စဉ်ကလေးကစိတ်မနဲ့သူဆိုလျင်ကြောက်ရွံ့တုန်လှုပ်တတ်၏သူကဒေါ်တိုင်းချုံကိုလေလွင့်နေသောစိတ်ယောဂတဲ့ကြီးဟုထင်လိုက်မိကခြောက်ချားတုံကြီးသောအဖြစ်ရုံကန်ထဲမှထွက်သွား၏စေယုံဝန်ထမ်းတွေသူနာပြုတွေကိုအကူအညီတောင်း၏ လောက်ကြဆန်းပါအောင်ဗျာဘဲကအယူမကြီးမျက်စိလဲပြီးကျွန်တော်ရုံခန်းထဲဝင်လာတယ်မသိဘူးသူ့ကိုယ်ကလည်းချင်းစောပုတ်စောနားလိုက်တာဟောင်းနေတာပဲနောက်ဆုံးနေဈေးုံတန်ချင်းရေဝန်တန်းဗလကောင်းသည့်ကာဆင်ကအဖာကြီးကိုဈေးုံပြင်ရောက်သည့်အထိအကြံပန်းဆွဲထုတ်သွားရာအဖာကြီးသည်ရက်ကန်ရက်ကန်နှင့်ကာဆင်ကိုချင်းချောက်ချင်းဝါရင်လမ်းပေါ်ရောက်သွားရတော့၏တိုင်းချုံနေဟိဇာမဏီမျိုးအမွေးတပင်အကျွတ်ခံတာမဟုတ်ဘူးဟဲ့ကလာငါ့ကိုလှဆန်းဟဲ့ငါသားတွေသာဒီအကြောင်းသိရင်နေလို့ ြက်လဲလေးတလို့ငါ့ကိုငါနင့်တို့ကိုငါသားတွေကဒါနဲ့လာလိကြမှာဟဲ့တိလားအဖာကြီးဒီခင်းလေးမြင်းနှင်ကလေးတွေအဝေးသို့ပြောင်းရွှေ့သွားပြီးနောက်မပြောင်းရွှေ့သေးဟုမယုံတင်ကဖြစ်ကခြံဝါသို့ရောက်လာတဲ့တေဒီအဖာကြီးကိုတည်နေတော့အိမ်ဆောင်ဖြစ်သူဆေးရုံမှကွန်ပေါန်ဒါကအဖာကြီးမကက်ရဲအောင် ခွေးနှင့်ရှူထိုက်လွတ်လိုက်သောအခါအဖကြီးကတရက်လုံးကြာအောင်အော်ဟစ်ဆဲဆူပြီးထွက်ခွာသွားသည်ဟုဆို၏ဒေါက်တာဝင်းကျော်သည်ရန်ကုန်မှတင်တန်းတက်နေရင်သူ့မျက်စိကွယ်ရာနားကွယ်ရာမှအဖကြီးတောင်းရမှုတည်င်းနေကိုအပြည့်စုံကြားသိခွင့်ရနေ၏အတော်ချပါသောလူမျိုးစိတ်တစ်ခုပဲရွာတရွာမှာဒေါ်တိုင်းချုံတို့လူမျိုး9ယောက်လောက်ရှိရင်ရွာပြက်မှာပဲတခါတည်းရင်အိမ်မက်ထဲမှာဒေါ်တိုင်းချုံကြီးနဲ့ဆုံစည်းရသဖြင့်ဒေါက်တာဝင်းကျော်ဇောရွှေပြန်လေးရဲ့အထိတ်တလန့်နူးခဲ့ရပြန်သေးသည် တချင်းတပုတ်သေးကစာသားလို့ခမားကြီးဟာမာနရဲ့တမိတော်ပါပဲတော်တိုင်းချုပ် ဥက္ကဋ္ဌယူပါတို့သည်ပုံမှန်ကြီးထွားနှုန်းပုံမှန်ဉာဏ်ရည်မြင့်မာနှုန်းများဖြင့်ကြီးပြင်းလာခဲ့ကြသည်ကလေးမွေးမြူထိမ့်သိမ့်မှုပညာနှင့်ကလေးစိတ်ပညာကိုအထူးစိတ်ဝင်တစားလေ့လာထားသည့်ခလေးမြင့်ဤဆောင်ဆောင်မှုအုပ်ချုပ်မှုအောက်တွင်ကလေးနှစ်ယောက်မှာအပြည့်ပြောဝင်မရှိအောင်ဗိမာယဉ်ကျေးသောဖြက်လက်ပျော်ရွှင်သောကလေးများဖြစ်လာခဲ့ကြသည် ရုပ်စင်းတွင်မြင်ကလေးတွေကလည်းတန့်ပြန့်ချုံမွေကြ၏မျိုးရိုးစာတီကသူတို့ဘက်သို့လုံးဝမတူကြပဲလူကုန်ထန်သားသမီးတို့၏ရုပ်စင်းတံတန်းမျိုးယာနှုံးပြေပိုင်ဆိုင်ကြ၏ ဒေါက်တာဝင်းကျော်နဲ့ခင်လေးမင်းတို့မှာကလေးနှယောက်ကိုကြည့်ရင်ငါတို့ကိုယ်တိုင်မွေးရင်တော့ခုလောက်ချစ်စရာကောင်းတဲ့ကလေးမျိုးတွေရပါမလားဟုသူလိုသူလိုတွေးကြည့်ကြသည့်အထီးမင်းဖြစ်၏သူတို့လက်ဝဲတို့ကလေးတွေကိုလိုလိုချင်းချင်းပေးရသွားရှာသည်ဘဲတောင်ဘဲကန်းဆိုင်နေမှမသိသည့်ဒူမာကိုပင်သူတို့ကျေးဇူးအထက်ထက်တင်မိကြသေးတော့သည်တူမာခဲ့ပြီလို့သူများရဲ့၆သိအထီးချန်နဲ့တူနဂိုတိုင်းမီကလေးစူပြေတာယာလာခဲ့တာနော် ကလေးနှစ်ယောက်ကလည်းသားယရနာသမီးယရနာပိတာပါပဲရဲ့ကွာဟုဒေါက်တာဝင်းကျော်ကခင်လေးမြင့်ကိုပြောဟု၏ခင်လေးမြင့်တာဝန်ထမ်းဆောင်သည့်မြို့ကြီးမှာပဲအုတ်ကာနှင့်ယူပါတို့နေအနေငယ်မြကြအောင်ကြီးပြင်းခွင့်ရခဲ့ကြ၏ဒေါက်တာဝင်းကျော်သည်ဘဲလွန်တင်တဲ့တနေ့ပြည့်လျင်ချင်းပြင်းတဲ့တနေ့ရ၌တာဝန်ထမ်းဆောင်ရပြန်၏ ဒေါက်တာဝင်းကျော်တာဝန်ကျတော်မျိုးနဲ့ခင်လေးမြင့်တာဝန်ကျတော်မျိုးမှာပြည်နယ်ချင်းမတူတော့လေ။နေနမိတ်ချင်းကန့်နေတဲ့ဖြင့်တမျိုးနဲ့တမျိုးကူတန်းသွားလာရင်အခက်အခဲများစွာမရှိလာပြီ။ဒေါက်တာဝင်းကျော်သည်ကလားတကြိမ်မြမိသားစုထံညညအီ၃ညအိတ် သွားခွင့်ရ၏ထို့ကြောင့်တားလို့သမီးတို့နှင့်အကျွမ်းတဝင်ရင်းရင်းနှီးနှီးနေခွင့်ရှိနေလေသည်ကလေးနှစ်ယောက်ကမိခင်နောက်စည်းကမ်းမတင်းကျပ်သောဖခင်ကိုပို၍တွေ့တာလာခြင်းကြ၏ပို၍လေမဲ့ဆိုးဆိုးခြင်းကြ၏ကံစီမံရာအတိုင်းလိုက်နာရသည်ဟုသာဆိုရပေမည်အုတ်ကကြောင်းနေ၍ပထမတန်းရောက်သည့်နှစ်တွင်ဒေါက်တာဝင်းကျော်သည်ကလေးတွေကိုရရှိမွေးစားခွင့်ရသောမြို့ငယ်ကလေးမှဆေးရုံသို့ပြန်လေပြောင်းရွှေ့ရန်အမိန့်ကြလာ၏ တချိန်တည်းတွင်ခေလေးမြင့်သည်လည်းခင်ပွန်းတဲ့တာဝန်ကြရသူတို့၏ကိုပိုင်နေအိမ်ရှိသောမျိုးနှင့်ကပ်ရဲ့အခြားမျိုးတစ်မျိုးတို့ပြောင်းရွှေ့ရန် အမိန်ကြလာခဲ့၏ကလေးနှစ်ယောက်စလုံးကိုမွေးစားကလေးတွေမှတစ်မျိုးလုံးသိနေသောအရက်ဒေသမှာတော့သူတို့မနေလိုကြခင်လေးမြင့်တာဝန်ကြသည့်မြို့မှာပဲနေထိုင်ကြရန်စီစဉ်ကြ၏ဒေါက်တာဝင်းကျော်ကငါးမိုင်းမြသာဝေးသောဆေးရုံသို့စူပါကက်မော်တော်ဆိုင်ကယ်ဖြင့်အလုဆင်းရမည်ဖြစ်သည် ်မူလအိမ်ကိုရောင်းလိုက်ပြီးနေထိုင်ကြမိမျိုးမှာအိမ်တလုံးပြန်ဝင်လိုက်၏အိမ်ပေါ်အသေးမိတိုးကိုလည်းငားရမ်းခေါ်ယူလိုက်ကြရသည်ဒေါက်တာဝင်းကျော်ကသူတာဝန်ထမ်းဆောင်ခဲ့ဘူးရာဆေးရုံသို့ပြန်ရောက်လာပြီးဘယ်နေရဲ့မျှမကြလိုက်သူတို့လင်မယားကအနေစာတဘောကိစ္စချောလောက်ပြီးထင်တော့ဒေါ်တိုင်းရှင်ကြီးသည်လွန်ခဲ့သော၄ငါးနှစ်ကအတိုင်းသွားရီပို့ကျိုးစပင်းဒီပို့ဖြူလာခဲ့တာကလွဲလျင်ထိဆုပ်ကြည့်ချိုင်းကြညက်ကဆေးရုံတို့ပောက်ချလာပြန်တော့ဒီတကား ခင်လေးရေစနေဂျုံမကြီးရှင်တိုင်းရှင်တယောက်ကျမ်းမာစွာပဂတိချမ်းသာစွာရှိနေရတဲ့မောင်စီဒီနေ့ရောက်လာလေရဲ့မြေးလေးတွေကိုရမ်းတွေးကျင်ထားကြရဲ့ဆိုတာနဲ့မောင်ကကလေးတွေကိုရန်ကုန်မှာထားတယ်လို့ရေးပိတ်စကားပြောလိုက်တယ်အဖားကြီးကမယုံဘူးလေဒါနဲ့ချုံမော်ပြီးငွေနေရပေးတော့လေမယူဘူးခမညာကလေးတွေကိုတွေးခွင့်ရဖို့ရွှေငွေတွေပုံပေးရလေသူကမလဲနိုင်ဘူးတဲ့ခမညာဒေါက်တာဝင်းကျော်ကထုံနေမှပင်ခင်လေးမြင့်ထံတယ်လီဖုန်းဆေးရီအကြောင်းကြားလိုက်၏အတော်အသက်ပြင်းတဲ့အဖွားကြီး ခင်လေးမြင့်ကမျက်ချက်ချသည်အတော်အတက်ပြင်းတဲ့အဖွားကြီးခင်လေးမြင့်၏မျက်ချက်စကားကကွက်တိမန်းယုံသားမကစကားထဲမှအတိတ်ပဲထက်ပင်ပူပါသေးသည်ဒေါ်တိုင်းချုံသည်အသက်80ပြည့်ပြီဖြစ်တော်လေအသက်30ရွယ်မျိုးသမီးတိုင်းနှင့်လမ်းအမြန်လျှောက်ပြန်ရဲသည်အဘူတန်အေးထံလေပူ၍ခံနိုင်သည်ရွာမဆယ်မိုင်ကျော်ဝေးသောခီးကိုဒေါ်တိုင်းချုံကကွန်းတရာညက်လောက်ပင်မကြဘဲလျှောက်လာနိုင်သည်ဟုထင်သည် သူသည်တေးခွေးပိန်ပြီးတော့ပုံမင်းကြည့်နေတော့ခန္ဓာကိုယ်လေးသည်အမြုတေခဲရုပ်ခန္ဓာတစ်ခုနဲ့မာကျောဖြက်လက်သည်စိတ်လိုတိုင်းပေါ်ပါလွတ်ဟာနေသည်သူ၏နှလုံးသားပုတ်တစုံနဲ့သူ့ကိုဆွဲရစ်ချုပ်ကန်းထားသောမြင်းနှူး၏ရုပ်ပုံလွှာတို့သည်သူ့ကိုခွန်အားတွေထားဝရဖြည့်ဆည်းပေးနေသည်စင်စင်မှုထုံမြင့်ရောက်တို့ကိုဖြူသလားမေသလားခွဲခွဲခြားခြားအနီးကပ်မြင်နိုင်သည့်အခွင့်အရေးပင်ဒေါ်တိုင်းချုံမရခဲ့ပါခလေးတွေကလည်းဖေဒူမေခွဲ မေဒူဖေခွဲတွေဖြစ်ရာရုပ်ရည်ချင်းကနီးကပ်စွာတူညီမှုမရှိရွှေပင်သား၏ရွှေကြီးဖြစ်ခဲ့ရာ၏ဒါဒေါက်တာဝင်းကျော်လက်ထဲမှာရွှေစင်လူသားတွေဖြစ်ခဲ့ကြပါသည် သူတို့ကိုဒေါ်တိုင်းချုံကြီးမြေအရင်တွေဒေါ်တိုင်းချုံကြီးတမီးအရင်တူးမာကဝေးဖွာခဲ့တာပါဟုပြောလျင်ဘယ်သူ့အမျှဘယ်သူကမျှယုံနိုင်ပွဲရမရှိတူးမာသည်နာမည်ဘလောက်မှမသိတော့လင်ယောက်ကြားတယောက်ကိုလက်ထက်ယူပြီးနောက်ရွာကိုစွန့်ခွာသွားခဲ့ဒီမှာကြာတောင့်ကြပြီဘယ်စီသွားမှမသိဘယ်မှာနေမှမသိတည်သလားရှင်သလားပဲမသိရ ဒေါ်တိုင်းချုံကလည်းတမီတူးမှာနင်ပင်နေရောက်ယူယူဒူးမောင်မွေးသည်။မြည်မြင့်ရင်သွေးရင်နှစ်တွေကြီးဟုခံယူသည်။ခံယူပုံကဆွဆွေမြင်းမြင်းဆွဆွေလန်လန်သူ့ကလေးတွေအဖေတွေကိုဖြူတလားမဲတလားမသိရပဲနဲ့မြေးတွေကိုငုံထားမိမတက်အချစ်ပိုနေသည်။တကယ်ကစိတ်တစဆန်သောအချစ်ပိုခြင်း။အယူတကအယူထဲမှာမြေးယူယူတဲ့သူငါတို့ရွာမှာရှိနေတဲ့ဟိ အယူဆန်ချိန်ထဲမှာထော်တိုင်းချုံကိုဘယ်သူမှမမိဘူးဟုချောင်းစုံရွာထဲမှာအော်ကြီးဟစ်ကျဲပင်ပြောနေကြသည်အတင်းပြောတဲ့ကိုထော်တိုင်းချုံကြားတော့လေခယူမဆိုင်ယူယုံမကလို့ဘာပဲဖြစ်ဖြစ်ဘယ်သူတောက်ခူးဆိုင်ရမှာလဲကိုမီကိုချစ်တာပဲတော့ဘယ်ခွေးတတောင်စားဘူးမှမပါဘူးငါလူချစ်တဲ့အောင်စူးစားကြဟိပိုင်းချုံနဲ့ဟိတချုံနဲ့ရှိတယ်ရင်တို့ဒေါ်တိုင်းချုံရက်ွက်ထဲမှာရှောက်အော်နေလျင်လေဘယ်သူမှမလို့ရဲ့သူ့ကိုယ်သူတရားလုံးတရားလုံးအစွဲလန်းကြီးနေသူအဖြစ်သူကိုယ်တိုင်လုံးဝတတိမရ သူ့မောင်မွေးထုတ်ခဲ့သောကလေးနှစ်ယောက်သည်ဒေါ်တိုင်းချုံအတွက်သူ့ရဲ့ထိပ်ရမရသောယရနာတုံးယရနာခဲကလေးတွေသူ့ကလေးတွေကိုတွေ့ယုံ တွေ့ုံတွေ့ရရင်ငါတေပြောပါပြီဟုလေလမ်းလျှောက်ရင်းဒေါ်တိုင်းချုံတေးပူပူဖြင့်စင်ကျင်နေမိပြန်သည်ဒေါ်တိုင်းချုံသည်မြေတွေကိုပြုတ်ခွင့်မြင်ခွင့်ရဖို့အတွက်ဆယ်မိုင်ကျော်ဝေးသောခရီးကိုညင်းလေတဒံကားတဒံခြေလင်းတဒံအပင်ပန်းခံ၍လာခဲ့ခြင်းဖြစ်၏မိုးနှင်းငယ်ပါနေပြီးနေပြင်းပြင်းပူသောဇူလိုင်နေရောင်အောက်မှထိပါတော့လေထိကခိုင်းတွေကျိုးနေသဖြင့်ထိမဆောင်မဲလာခဲ့ခြင်းဖြစ်သည် ။ဒီလန်းဒီခကြီးကိုအစင်းရက်ခံပြီးလာခဲ့ကမှမြေကလေးတွေမျက်နာကိုမမြင်ရပဲနောက်ဆုတ်ပြန်လှည့်ဖို့မသိ။ဒင်းတို့ငါ့ကိုကလိန်ကြတယ်။ကလေးတွေအိမ်ထဲမှာရှိရတာနဲ့ရန်ကုန်သွားတယ်လေးပါလေးနဲ့တပုတ်ကိုလိမ့်ဖြစ်အောင်လှိမ့်ညလှိမ့်ကြညာကြတယ်။သိမယ်။တိုင်းချုံချောင်းသိစေရမယ်။ငါမြေးတွေကိုမတွေ့ရပဲရွာကိုမပြန်ဘူးမှ။ငွေ900နဲ့ငါကိုဆွေးသိပ်လွတ်လိုက်တဲ့ဆရာဝန်ကိုကြီးမစားတတ်ဘူး။ ်ဒေါ်တိုင်းချုံသည်တစက်မှတွတ်တွတ်ရေရွရင်ရန်ကုန်ပြည်လမ်းမကြီးနဲ့ဘေးရှိလမ်းဘေးဈေးတွေတွင်လမ်းသွာလမ်းလာတွေကြားမှတွေ့တွေ့ငင်းငင်းမော်တော်မော်တော်ဖြင့်ရှောင်းနေ၏ဆေးရယုံတွင်ငါးနှစ်ကြာမှမမြင်မတွေ့ခဲ့ရသောမြေငယ်နှင့်ဥယုတ်တွင်ကိုစူးစားပန်းစားရုံလုံးဖော်ကြည့်ရမှ အခြားခြားသောတရှိတမဲ့အရာဝတ္ထုအလုံးကို မမြင်မတွေ့ရတော့တဲ့အောင်ဖြစ်လာသည်ငါးမြေကလေးတွေကအချောကလေးတွေဖြူဖြူစင်စင်ကလေးတွေဖြစ်မှာပါ အေးလေရွှေပင်သားတော့ရွှေကြည်ပေါ်လေဒေါက်တာဝင်းကျော်သည်ဆေးရုံသို့အလုဝင်ရန်ဆံကယ်ဖြင့်ထွက်လာရင်မြို့လယ်မှလူတွေစုယုံစုယုံဖြင့်လမ်းပိတ်နေသည့်ဖြင့်ဆံကယ်ကိုဆက်တက်၍ခဏရပ်လိုက်၏ကားပရိပောက်ပြီးလမ်းမေထိုးအစင်းမှာအဖွားကြီးကိုတဲ့တဲ့ဝင်တိုးမိတာပွဲချင်းပြီးပဲဟုသောအတန်တန်ကိုလေဒေါက်တာဝင်းကျော်ကြားလိုက်မိ၏ကားတိုက်ခံရတာဒေါ်တိုင်းချုံများလား ဒီကနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုလေးကိုချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ